မနာကိုယ်ကိုစိုက်ပြီးတကလားဘုရားရှိမှဖြစ်စေကိုယ်ရာဘောမှဖြစ်စေစိုက်ပြီးရှိပါဒါရယ်သိနေပါလေဝိပြန်ဝင်လာလဲသိနေပါဘုရားလည်းသိနေတဲ့အခါကျတော့ပြီးတဲ့စိတ်ကလေးကဘယ်မှမပြေးတော့ဘုရားလည်းသိတဲ့စိတ်ကလေးဘယ်မှမပြေးတဲ့အချိန်ကျတော့ဟောဖတ်တိုင်းသိဝင်တိုင်းသိဖတ်တိုင်းသိဝင်တိုင်းသိ ဒီနေ့ရဲ့ရှိကလေးဘယ်မှမကြည့်ရဘူးတရားဓမ္မရဲ့ချိန်ဆံမှန်ပါပါဘုရားဝိပဿနာသာခန္ဓာကိုထောထောဝင်သိတာကလို့မှတ်လိုက်စမ်းပါဝိပဿနာသာခန္ဓာကိုဖတ်တဲ့လေလေဝင်တဲ့လေလေသိတာကစပါမှန်ပါပါဘုရားတောင်းပြီဤကဲ့သို့သိပြီးနေတော့9မိနစ်10မိနစ်တိုင်းတိုင်းဘယ်မှမိမိစိတ်ကလေးဟာမပြေတော့ဘူးလို့ဒီလိုကတော့ ုစိတ်ကလေးကထိန်းလို့ဖြင့်ရပါလို့ဆိုတော့ထိန်းလို့ရနေရင်မှတန်းတဲ့ခန္ဓာကိုယ်ရဲ့ကနေပြီးဒီကာလဘဝအောင်လို့လို့ပေါ်လာလိမ့်ဘုရားကရာလို့လို့ပေါ်လာလိမ့်ဘုရားကပဲစိတ်ကလေးတစ်မျိုးသောကံပေါ်ကြတဲ့စိတ်ကလေးပေါ်လာလိမ့်မယ်ပေါ်လာတဲ့အခါကျတော့သတ္တိဝင်သည့်စိတ်ကလေးကိုဖြုတ်ပလိုက်အောင်နေရတဲ့နေရာကိုလိုက်လိုက်ပါ အောင်ငယ်ရတဲ့နေရာကိုခွင့်ရတဲ့ဓမ္မတွေကလိုက်လိုက်တော့ဒီအောင်ငယ်အောင်ငါလေးရတယ်ငါကအောင်ငါမဟုတ်ဘူးခုမှဖောက်ပြန်ပြက်စီးပြီးပေါ်လာတာခုမှဖောက်ပြန်လာတယ်အဲ့ဒီဖောက်ပြန်လာတာလည်းဉာဏ်နဲ့ကြည့်လိုက်ပြီးဆိုတော့ပြက်စီးတာလေးတွေ့တယ်ဘယ်လိုပြည့်စည်တာလေးတွေ့တဲ့အခါကျတော့ဟောက်ပြန်ပြည့်စည်တာဒုက္ခသစ္စာဟောက်ပြန်ပြည့်စည်မှုသိတာကလောကီမဂ္ဂသစ္စာ ဒါလေးသိဥ်သွားဟောက်ပြန်ပြည့်တဲ့စိတ်ကလေးကဒကာရမတွေကဝဏ္ဏဘောဝဏ္ဏနဲ့လမောင်းဘောလမောင်းစိတ်ဘောကိုယ်ဝဟရယောက်သူကံဘောဟရယောက်သူမလိုက်နားရကောနားရလိုက်မျိုးလုံးတွေကမြင်စိတ်ကလေးဘောလည်းမြင်စိတ်ကလေးရတယ်ခုမှဘောလာဖြစ်ပြီးပြက်တာပဲဟောက်ပြန်ပြည့်တဲ့ဓမ္မလေးပဲလို့ဆိုပြီးဒကာရမတွေကလိုက်နေလိုက်လို့လိုက်ပြန်မရှိပြန်ဘူးဗျဝိညာဉ်ကမှမပေါ်လာဘူးလို့ဆိုလို့ရှိရင် မနေ့ကစိတ်ကလေးကိုဘယ်တော့ဝင်နေသေးတဲ့စိတ်ကလေးနဲ့တွေ့နေတဲ့ဉာဏ်လေးကိုဟောရယဝတ္ထုဆိုတဲ့ဝင်နေဆက်ရပါဝင်နေဆက်လိုက်တဲ့အခါကျတော့ဒီဝင်နေမှာရှိတဲ့လေကိုထွက်အောင်အထုတ်တဲ့စိတ်လေကိုကျွန်းကိုပြန်ဆွဲယူတဲ့စိတ်ကလေးနဲ့ခုလက်ရှိနေပါဒါလေးလည်းဖောက်ပြန်ပြစီတာပဲဒါလေးလည်းဖောက်ပြန်ပြစီတာပဲလို့ဃာမရေကညံ့လိုက်နေပါလိုက်နေရမှတန်းတဲ့ခါ ဘုရားကရတဲ့ဒီနေရာအောင်ငယ်ဒီနေရာဆက်တယ်လို့ပေါ်လာပြန်လို့ရှင်တယ်အဲ့ဒီနေရာတွေလှည့်လိုက်ဘုရားကလှည့်ဝင်နေရှိနေတာလေကမရှိလားမရှိတော့ကြောင့်ရှုမနေဘဲနဲ့ပေါ်ရပြန်လိုက်ပါမှန်ပါဘုရားဒီလိုပေါ်ရပြန်လိုက်ပြီဆိုမှဖြင့်ဘိဓဂာရမတွေဖြစ်ပြနေရှုရမယ်နဲ့ခွဲလို့ရသေးရဲ့မှန်ပါဘုရားဖြစ်ပြနေရှုရမယ်နဲ့ခွဲလို့မရတော့ပါ ဘောလုံးများတဲ့ဝါဒီတို့ဝါကျော်ဦးလာဝိရောလူစုတွေကဩမိမိစိတ်တွေကလည်းရှင်ရှင်းဖြစ်တဲ့နောက်ကမဲ့အရှင်လိုက်နေပြီဆိုပြီးဝန်တာလိုက်ဘာကြောင့်ဆရာဘုန်းကြီးကဝန်တာခိုင်းပါလိမ့်မလဲလို့ဘာလို့မေးလိမ့်နော်မေးတဲ့အခါကျတော့ဖြစ်တဲ့နဲ့နဲ့လိုက်နေတော့ဖြစ်တဲ့မသိလို့ရှိရင် ထိုင်နေနေတယ်လို့ယူရတဲ့ဒိဋ္ဌိဆိုတာမလားဘူးမလားပါဘူးဗျာဒိဋ္ဌိလာလို့ရှင်ဒီဘက်ကဖြစ်တဲ့ကိုဖြစ်တဲ့ကဲလို့မသိဘူးထိုင်နေနေတယ်လို့ယူတဲ့ဒိဋ္ဌိကလိုက်မလားပါဘူးဒါကြောင့်ဒိဋ္ဌိလာလို့ရှင်ဒိဋ္ဌိပါရံဆိုတာနောက်ကလိုက်လာဒိဋ္ဌိဒိဋ္ဌိပါရံနောက်ကြတာပြိဿမောဟမရဘူးဒိဋ္ဌိအုပ်ချုပ်တဲ့ကံမလားဘူးမလားပါဘူးဗျာ ဒိဋ္ဌိဥစ္စာကံကတော့သူတို့ငယ်ငယ်ရင်းနှီးရှောင်းနေတဲ့ဒိဋ္ဌိကြောင့်အပယ်လေးခါရောက်သွားဒိဋ္ဌိကြောင့်ပဲရောက်သွားပါလိမ့်အော်ကံကနေအပယ်လေးကိုခန္ဓာကိုယ်ပြစ်ချလိုက်တယ်ဆိုရင်တော့အဲ့ဒါကဓမ္မလေးဖြစ်တဲ့နောက်ကမမလိုက်ဖိုင်းနေတဲ့အချိန်မှာဖြင့်ငါတို့ဒီကားလို့ဆိုရင်ဒိဋ္ဌိဖြစ်နေတယ်ဖြစ်ပြက်ကိုခိုင်းနေရတယ်လို့ ယူရဒိဋ္ဌိကဖြစ်နေတော့ကြောင့်တခါကျွေးဒိဋ္ဌိပါရံလိုက်မလာဘူးဖြစ်ပြခိုင်ငံ့ရတဲ့သင်္ခါရဒိဋ္ဌိဒါလေးအစွဲကြီးနေတာကဒိဋ္ဌိပါရံ၎င်းနောက်ကကံလိုက်လာတော့ဒိဋ္ဌိအုပ်ချုပ်တဲ့ကံမဖြစ်ဘူးလားဖြစ်ပါပါအဲဒီကာမဘဝဖြစ်ဆရာဇာတိဆိုတော့အပေလေးပါးဇာတိပေါ်လာတယ်ဒါကြောင့်ဓမ္မရေဆရာဝန်ကြီးပြောတဲ့အတိုင်းအမာရိယမဖန်း ရှင်းမှုပြန်ဟုတ်တယ်လေပေါ်ရကိုမလိုက်လို့ရှင်းဖြင့်သေလေးကရင်နဲ့အပယ်သွားတယ်မှန်ပါပါဘုရားခင်ဗျာဆိုရင်ဖြစ်ပါပါဘုရားရေသာရင်ဖြစ်ပါပါဘုရားဩတရားဓမ္မတို့ဇာဘုန်းကြီးကဲတင်နေတယ်လဲရင်လိုက်ကြပါမှန်ပါပါကိုရိုးရရနေဖြင့်ကိုဒုက္ခဖြစ်စီရဲ့မှန်ပါပါဘုရားပြည့်စုံမှာမခိုးဘုရားပြည့်စုံမှာမဝဲဘုရားမလိုက်ဘုရားဒေါသမဖြစ်ဖဲနဲ့ ဒိဋ္ဌိဒိဋ္ဌုပါရံဒိဋ္ဌိအုပ်ချုပ်တဲ့ကံကထောင်သွားလို့အပေလေးကရောက်ရပါတယ်။ဒကာရမတွေကပြောကြတယ်။ဒကာကျွေးလူကတိတုလကုလကပြောကြတယ်။တိတုဘာမှပြင်းမရှိဘူးကိုယ်မှန်ကိုယ်စားနေတာပဲ။ကိုယ်စိတ်ကိုယ်စောင့်နေတာပဲလို့ထင်ကြတယ်နော်။ကိုယ်မှန်ကိုယ်စားရင်ပဲတော့ကိုယ်စိတ်ကိုယ်စောင့်ရင် မြင်တာဘူးမြင်တာပါဗျာအဲ့တော့ဘာဖြစ်ဖြစ်ဆုံးဆိုတဲ့စကားကိုယနေ့ကစပြီးပါတော့ဝိပဿနာမရှိရင်ပြည့်စုံနေတယ်ဆိုတာကိုသုံးလိုက်ပါတော့ဂဇွေရည်ကြည့်တော့ဒါတော့ဖြင့်ဒီလိုရှိဖို့ပြည့်ကြတာနေတော့ဖြစ်တဲ့ဒီမြင်းလို့လာပါလိမ့်မယ် အဲဖြစ်ဖြစ်မြင်အောင်ဆိုတော့ဝိရဂရမလေရတဲ့နေရာရှိရတဲ့နေရာရှိဒါလည်းစိတ်တွေရှိနေတာပဲရှိစိတ်ရှိဆိုင်စိတ်ရှိရှိလိုက်တဲ့အခါကျတော့မြေကငါးပါးကနဲ့လာတော့ဒိဋ္ဌိပြောင်းသွားဘူးဒိဋ္ဌိပြောင်းတဲ့ဒိဋ္ဌိဥပါဒါနော်ဒိဋ္ဌိအောင်ထုတ်တဲ့ကံအပေရိဝါဘာစကားမသိနေဘူးအော်ဒီဒီကားတဲ့သင်ချင်းဆရာဘုန်းကြီးပြောတဲ့သင်ခရာရတဲ့အတိုင်းဝိပဿနာလုပ်လို့လုပ်လိုက်တဲ့အခါကြံတော့လေ ဘယ်လိုကတော့သိသွားတယ်ဆိုတော့ဆာသေးသေးရှားရှားမှတ်ပါမှန်ပါဗျာဒါရင်ဘုန်းကြီးဗျာဓမ္မလေးဒီတိုင်းတွေလို့မဖြစ်ဘူးဆိုတာပေါ်လာကြမှန်ပါဗျာဒီတိုင်းတွေလို့ဖြင့်မဖြစ်ဘူးဆိုတာသိရှားကြမှန်ပါဗျာကိုရောင်းနဲ့ကိုဝဲနဲ့ကိုရမွေးနဲ့ကိုဂုံမွေးနဲ့ဒါလိုပြည့်စုံနေတာကတော့ဖြင့်တဲ့ ဒိဋ္ဌိဒိဋ္ဌိပါရံဒိဋ္ဌိအုပ်ချုပ်တဲ့ကံတွေလောက်ကင်နေတဲ့တွေဒကာစစ်တို့ဒကာကျော်တို့အခုပြုံးရတော့သေကံနေမဲ့ရတယ်နော်သေရင်ကြမကောင်းဘူးလားအဲအခုပြုံးရတော့သေကံနေမဲ့ရလို့ရှင်းဖြင့်ဒကာကျော်ဒကာဦးလာဘူးတို့မြည်ဘူးမှမကယ်နိုင်ဘူးကယ်နိုင်ပါဘူးအဲ့ဒါကြောင့်ကယ်မဲ့ယူမဲ့တရားကိုအမှုထားပြီးလောက်ပါဆိုတာတိုက်တွန်းရမှန်ပါဘူးကယ်မဲ့ယူမဲ့တရားကို မူဒအပိကာကလောက်ပါဆိုတာကိုချင်းနေသောစွာနဲ့ပဲဒီတရားဗလမောကနေပြီးဒကာရမတွေမေတ္တာရှိထားပါလေဝိကံမေတ္တာရောမနောကံ၌ကြပါဆိုရင်သာရောကိုယ်ကိုမကနာပဲနေကြတဲ့အချိန်လေးရောက်မှာကိုရောဒကာစီသိသိနော်မေတ္တာဒီပါရောရာ တို့ဘာဖြစ်ရှိရင်ဆိုတာမဆုံးမှန်နဲ့ကိုယ်စိတ်လေးတော်ရင်ကိုယ်ပဲသွားရပါရဲ့ကိုရှာထားတဲ့အမြင်ကိုဆိုင်အမတန်မနဲ့နာဘူးလားအဲ့ဒီနဲ့နာမှုတွေကိုဘုရားတော်ရဲ့အမြင်တရားနဲ့မှသူကအောင်လို့မသိနိုင်ရင်မရဘူးမရပါဘူးရပါအောင်အဲ့ဒါကြည့်ကြစဉ်းစားပါဆိုတာဒကာဓမ္မရေဖြစ်တဲ့လိုက်စမ်းပါဆိုတဲ့ဥစ္စာပြန် ဝိနည်းလဲရမှာတော့လို့မမေးပါနဲ့။ရရတဲ့နေရာလိုက်မြင်မြင်တဲ့နေရာ။ကြားကြားတဲ့နေရာ။ငယ်ငယ်တဲ့နေရာ။ကြားကြားတဲ့နေရာ။အေးကြံကြံတဲ့နေရာ။အဲကြံတဲ့နေရာကစံစိတ်ကလေးဖြစ်ဖြစ်ရှု။အဲဒီလိုဓမ္မတွေကနှလုံးသားမှန်သွားပြီဆိုမှဖြင့်ဖြစ်ပြဖြစ်ကဖြစ်တဲ့နောက်ကမယ် ရှိကပါပါလေနောက်ကပါပါလေအဲ့ဒီရှိကဖြစ်ဖြစ်နောက်ကနဲ့နဲ့နေကြပါမူကြရာမရေကသစ္စာအနုရောမိကဉာဏ်ရပါလေဘယ်ဉာဏ်ရပါလေသစ္စာနဲ့လျော်တဲ့ဉာဏ်ရတယ်လို့သုံးဖြည့်ချက်ချက်ဒါကြောင့်ရကျေတို့ဥဒ္ဓဝုတို့ပြောရတယ်သာသနာ့ဝင်တရားတော် ဖြစ်ပြတော့မြင်တဲ့ဉာဏ်ပိုင်းဉာဏ်ခေါ်ကြမယ်သစ္စာအနုလောကိကဉာဏ်သစ္စာသိတဲ့ဉာဏ်ဘယ်လိုမှတ်ကြသစ္စာသိတဲ့ညာလို့သိသိချာချာမှတ်သစ္စာညာလို့လည်းခေါ်ခြင်းခေါ်လိုက်ပါတပည့်ကြားလားသစ္စာညာလို့လည်းခေါ်နိုင်ရင်ခေါ်ရခေါ်နိုင်ပါတယ်ဆိုတာကိုလည်းသိမြဲချက်ချပါကြားတော့ခန္ဓာကိုယ်ကြီး ုနေရာကပေါ်လိုက်ဒီနေရာကပေါ်လိုက်ဟိုနေရာကရားလိုက်ဒီနေရာကဆေးရောက်ခြင်းနဲ့စိတ်ပေါ်လိုက်ဒီနေရာကွန်းစားခြင်းနဲ့စိတ်ပေါ်လိုက်ပေါ်လိုက်စိတ်ဒီဖြစ်ပြည့်ဒီရှုနေတော့ဒကာဓမ္မတွေဖြစ်ပြည့်ဆိုတာမိမိသေးတာလို့မှတ်လိုက်စမ်းပါဖြစ်တဲ့ဆိုတာပါပါလေမိမိသေးတာလို့ဖတ်ထားကြမယ်နော်။ဘာကြောင့်မိမိသေးတယ်လို့ဆရာကြီးကသုံးပြချက်ချပေးရကြုံဆိုတော့ တ္တဝါမှာနှစ်သိမ့်နဲ့အတတ်မရှင်လို့တတ္တဝါမှာဒီသိမ့်နဲ့အတတ်ရှင်တယ်ဆိုတာမှတ်ထားပါဘုရားရှင်းမလားရှင်းပါဘူးပရမသိက်ကြွားလာတဲ့သိမ့်နေနေတာပဲနောက်သိမ့်နဲ့ပြန်ပြီးဒီကရာရှုနေတာမိမိရှင်းရပါပဲဒါပြန်အသေးကိုအရှင်းကကြည့်တာပဲဒါကြွယ်လို့မှတ်မလားရှင်းပါဘုရားကျေးဇူးများလိုက်တာဒကာရမတို့မှန်ပါပါကျေးဇူးများလိုက်တာအသေးကိုအရှင်းကကြည့်တာ ်သေတော်ကသူများကမင်းနေတာမင်းနေပါဘုရားရှင်သာကသူများကမင်းနေတာမင်းနေပါဘုရားအော်မင်းမိအသေးမင်းမိမြင်တာပါလားမင်းပါဘုရားမင်းမိဒုက္ခရောက်ကြဘူးမင်းပါဘုရားဒါတည်းမလျှော့နဲ့တော့ဒီမြင်ကိုမလျှော့ကြပါနဲ့ဓမ္မရေဒီပြေလိုက်ပါလေဒီမြင်ကိုမလျှော့လိုက်ကြပါနဲ့ဆိုတော့ကြာတော့ ရိုက်ကြဦးလားကိုမြန်မာများလာတော့မုံဆိုတဲ့ညာလာရပါလားမလာရဘူးမြန်မာများလာတော့မုံညာလာရမယ်ဆိုတာသဘောကျအဲ့ဒီကတော့မြန်မာများတော့မုံမုံညာဆိုတဲ့နိဗ္ဗာန်ညာလာပါလေမုံပဲမဲ့တဲ့ဆရာဘုန်းကြီးရဲ့သဗ္ဗေဒဂါရမတွေအလုပ်ပေါ်မှာနေတဲ့အခါသတိနဲ့ကောင်းပါသိုးတဲ့ခဲ့ ဒါကြည့်မုံရဲ့နဲ့ပေရှုပါမုံမုံနဲ့လည်းပေါ်ရလိုက်ပြပါမုံမုံနဲ့ပါတော့ပေါ်ရလိုက်ပြီးရှုနေတဲ့ခါကျတော့အော်မုံညာတော့ဖြင့်မိမိကြက်လာပြီလို့ကိုယ်ပိုင်မကြည့်ဘူးသိရလို့ရှိရင်မုံရဲ့နဲ့ရှုရှုပြီးတကလားနေရမတ်တဲ့နဲ့ဩဒီဒုက္ခတွေကြီးတာမရှိပါဘူးလားဆိုတော့ညံတက်လာလိမ့်မယ် ဒီဒုက္ခရဲ့ကြီးတာမရှိပါလားလို့ညံတက်လာတယ်နော်ညံတက်လာတဲ့အခါကျတော့ဘုန်းကြီးတို့ဓမ္မတွေဒီဒုက္ခရဲ့ကြီးတာမရှိပါလားလို့ညံတက်လာတော့ဖြတ်ဆိုခဏကဟိုနေရာကပေါ်တဲ့ဒုက္ခဒီနေရာပေါ်တဲ့ဖြစ်တဲ့ဒုက္ခတွေဒုက္ခတွေအကုန်သိမ့်လို့ဘာတွေသိမ့်တော့ဟိုကြီးမှတ်တယ်ဓမ္မတွေဘာတွေသိမ့်တော့ ဒုက္ခရောသိမ့်သွားတာသူများပြောတာကိုညာနဲ့ရှင်မတ်တန်နဲ့ပဲရှင်နာသိမ့်သွားတာလားကဲခတ်စံကိုညာနဲ့ရှင်မတ်တန်နဲ့ဒုက္ခရဲ့သိမ့်သွားဒုက္ခသိမ့်တာနိဗ္ဗာန်သိမ့်မှန်သိတာကမညာဒုက္ခသိမ့်တာဒုက္ခသိမ့်မှန်သိတာကအဲ့ဒီရင်ကြမှာပထမပါးရောကနိဗ္ဗာန်မက္ကလာအာရမဏပစ္စေနပစ္စယော နိဗ္ဗာန်နိဗ္ဗာန်နိမကကမြင်သောဉာဏ်အာအာရဏပစ္စေနာအာရဏပစ္စယသတ္တိဖြင့်ပစ္စယဥပကာရဘောကျေယုပြုတတ်သည်ဟောတိဖြစ်၏တခါတော့သတ္တဝရိမေဆိုင်မှန်ပါဗျာသတ္တဝရိမေဆိုင်သွားတော့ဒီကသတ္တဝရိမေဆိုင်ခါရှိသေးတယ်ဂါကျေယုလဟုလို့ကိုယ့်ဘယ်ပဲနေပါလေငရဲဝိစုနေတာလေငရဲမိတဟောင်းတောင်းတယ်အလိုလိုခြင်းပါမှန်ပါဗျာ ခုတော့ပြန်ဒီညာလေးမရသေးတဲ့အတွက်တကယ်ဆိုရှင်ရဲ့ဦးကြီးကလည်းစောင့်တယ်။ရဲမင်းရန်တွေကလည်းသူတို့ပါလား။အဲ့ဒီအသူတွေတွေကလည်းနှိမ့်ရပါလေ။အဲ့ဒီမိတွေတွေကလည်းသိင်းရော။အဲ့ဒါကြောင့်ဘုန်းကြီးတို့တရားဓမ္မတွေအေးလေးမနေလိုက်ပါနဲ့ဦး။ကိုငရဲဦးကမိတော်တောက်ပြီးတဘောကွယ်သူးနေတော့ ညင်းရံလေးနဲ့ညှင်းကြပါဆိုတော့သာကိုမြစ်သာရှိသာပြီးဒီကတော့ပြောကြပြီးသေးပါတယ်ဘာဝဘာဝသမညရေးကြည့်ရင်မပြောဘူးဘာဝဒါနဲ့သာဝနာဘာကြာလာတော့ဘယ်လိုညှင်းလို့ဘယ်လိုသိရမလဲဆိုတော့သိကုန်မသိဘူးဒါကြော်သိပါဦးမလားအဲ့ဒါကြောင့်ဘုန်းကြီးတွေဓမ္မတွေသာသနာ့ရင်းသားဖြစ်ပြီးသာသနာ့ရင်းလို့လုံးလိုက်စမ်းပါဆိုတာကိုပဲ သမရှိလို့လည်းမပူပါနဲ့ရှင်မရှိလို့မပူပါနဲ့ဘုရားရှင်ရောက်မကောင်းလို့လည်းမပူနဲ့ငယ်မင်းကြီးငယ်ဦးသိန်းတို့အရေးလာရင်ဧကန်ရှိနေလို့ပူဇာသံပါဇာဘုရားနိုင်မယ်ဆိုတဲ့စိတ်ထားပြင်းပြသံပါဆိုတာကိုဒီကနေပြီးဒီကလာအသိဉာဏ်နဲ့ပြောနေပါလေဘုရားဘောဘောနေလို့တော်ကြပါဘုရား သားကခဲနိုင်သမီးကခဲနိုင်ပစ္စည်းကခဲနိုင်သလားလို့ဆိုတော့ဟောဒီရှုတဲ့မက်ကမှာခဲနိုင်တယ်။မှန်ပါဗျာ။ဒါကြသမီးလေးယောက်ကခဲနိုင်ဘယ်နေပါလဲ။ရှင်မညာကလေးကဘယ်နေပါလဲ။အမှန်တကယ်ရေကျောက်သေးတယ်၊ဥလာဘုရားကျောက်သေးတယ်။အော်ပြမပြရလေးဒီ။ဒါပါပဲ။မှန်ပါဗျာ။ကိုယ်ပဲကောင်းလို့ရတတ်နိုင်ရ။မှန်ပါဗျာ။အဲ့ဒါကြည့်ရလို့ရှိရင်ခန္ဓာကိုယ်ကဖြစ်ဖြစ်ကြည့်တာကလောကီမယ်။ နောက်ရင်းကျလာတော့ရောဂုတ်တရားမဲရောဂုတ်တရားမဲသရမိတ်ခင်7ပါးလည်းပြည်ပါရတကားကျေငယ်မီသိင်း၍ငယ်အိုဘောဘွယ်သူရာငြိမ့်ပါလေမှန်ပါဗျာဒါပြန်ဒီရုပ်ဒီအမြင်ကျော်တဲ့ပုဂ္ဂိုလ်ကငါကျွဲ့တဲ့ငယ်မီရိုကြီးဟောင်းတောင်းနေတဲ့ငယ်အိုကြီးကတဘောဘွယ်သူနေတဲ့တကားကျေဒီကနေငြိမ့်တော့မပြောတဲ့ပြောတဲ့ဒီကနေငြိမ့်ဆိုတော့ ရေနဲ့ကောနှိမ့်လို့မရဘူးမရပါဘူးမတ်ပေါ်ရင်နှိမ့်ပါလားပါတဲ့ဒါကြောင့်နဲ့ခွင်းတဲ့တရားဓမ္မတွေဒီလိုဆရာဓမ္မကလမ်းညွန်ကောင်းကတွေ့ကြုံနေတဲ့အချိန်မှာဖြင့်ကိုငယ်ငယ်နှိမ့်တာကိုလည်းမနှိမ့်ပါနဲ့မနှိမ့်ပါဘူးကိုငယ်သိမ့်တာကို တပည့်ကြလက်ဆိုတာခင်ဗျားတို့ရှိတဲ့မက်ကိုဆိုပါတယ်လက်ဆိုတာပါဆိုပါတယ်ရှိတဲ့မက်ကိုဆိုပါတယ်ဆိုတာကိုတရားဓမ္မတွေသတိပေးရဒီဘုန်းကြီးပြောတာမှဒီတရားဓမ္မတွေကလေးလေးစားစားနားမထောင်တော့ပါဘူးဆိုလို့ရှိရင်ပြမရှိပဲမမှတ်ဖဲနဲ့နေရတိုင်းရမယ်ဆိုလို့ရှိရင်ဖြင့်တလန်းသွားတွေကမှတ်ပါခင်ဗျားတို့ပြုကြတဲ့ ကုသိုလ်တွေကလည်းတကယ်တော့မကားနိုင်ဘူးနော်မှန်ပါပါဘုရားတကယ်တားနိုင်မှာတားနိုင်ပါဘူးမက်ဆိုတော့ဖြင့်တားနိုင်ပါဘူးအဲ့တော့တကယ်သေးကောင်းရှိပါရဲ့တားနဲ့သေးကောင်းကိုတောက်ဖြစ်အောင်တောက်ပါဆိုတာကိုလေးရောက်တာနဲ့သတိပေးရပါမှန်ပါပါဒါကဘန္တာယုံကြည့်ပြီးရှုနည်းတစ်မျိုး